ဟယ်လိုအားလုံးမင်္ဂလာပါဘောဘမချန်ကနေကြိုဆိုပါရစေဆိုတော့အာဆင်နယ်ကတော့ဒီနေ့ညသာမှာပွဲစဉ်34ဖြစ်ခရစ်စတယ်ပဲလစ်ကိုကျွန်တော်တို့ဒီအိမ်ဝင်းမှာလက်ခံကစားရမယ်ပေါ့နော်ဆိုတော့အာဆင်နယ်တွက်ကတော့အကယ်လို့မြခရစ်စတယ်ပဲလစ်ကိုရှုံးနေဆိုရင်လီဗာပူးတင်ကဖလားတွေ့သူအော်တိုရသွားမှာနော်အဲ့လိုမဟုတ်ဘူးအာဆင်နယ်ကခရစ်စတယ်ပဲလစ်ကိုနိုင်မယ်ဆိုရင် စပါးကလည်းလီဗာပူးတင်နဲ့ဒါအန်ဖီကွင်းမှာကစားတာလီဗာပူးကစပါးကိုနိုင်နေနေဆိုလို့ရှိရင် လေပေါင်းတင်ကတော့ဒါဖလားရပြီပေါ့နော်ပြောချင်တာကဒီတစ်ပတ်လေပေါင်းဖလားရပြီပေါ့ဗျာဒါအချီနီတွေကအကယ်လို့အာဆင်နယ်ကရှုံးနေဆိုရင်တော့လေပေါင်းကကန်စရာတော့မလိုတော့ဘူးပေါ့အန်ဒါမျိုးဖြစ်သွားမှာဆိုတော့အာဆင်နယ်ကဒါကိုရှောင်ဖို့ဆိုရင်သူတို့ဒီခရစ်စတယ်ပေးလစ်ကိုတော့အနိုင်ကစားမှရမယ်ပြီးခဲ့တဲ့ပွဲစဉ်33ကိုကျွန်တော်ကြည့်ရင်လေခရစ်စတယ်ပေးလစ်ကအိမ်ကွင်းမှာဘုံမောင်းနဲ့ကစားပြီးတော့ကိုမရှိတည်ကြတယ် အာဆင်နယ်ကတော့ Ipswich ကိုအဝေးဝန်းမှာ၄ဂိုးပြတ်နေသူတို့နိုင်တာဒီနေရာမှာအာဆင်နယ်ဒီနေ့လီဗာပူးသင်းဖလားရတာမရတာထက်ဟို top 4မှာဗောနော top 4 top 5မှာသူတို့ကြမသွားအောင်သူတို့ကျိုးပန်းတော့မှာဒုတိယတတိယနေရာက Manchester City နဲ့ဆိုလို့ရှိရင် အာဆင်နယ်နဲ့ကြားထဲမှာအမှတ်ကတော့ကွာတယ်သူတပင်းဒါ Manchester City ကညကသူတို့ဒါနိုင်သွားတယ်နိုင်သွားပြီးတော့အဆင့်3နေရာမှာ61မှတ်တိသူတို့ရလာပြီး အာဆင်နယ်ကတော့လက်ရှိဒီပွဲကစားလို့နိုင်မယ်ဆိုလို့ရှိရင်69မှတ်ရမှာဆိုတော့ဒါ10မှတ်လောက်ပြီးတော့တာအောင်မှာပေါ့လေ10မှတ်လောက်ပြီးတော့ဒါတာနိုင်မယ်အခွင့်အရေးပေါ့ဆိုတော့10မှတ်ဆိုတာကတော့တော်တော်ကိုများလွန်ပါတယ်ဒါပေမဲ့လည်းလို့အောက်က Manchester City ကစလို့ Nottingham Forest တို့ Newcastle တို့ Chelsea တို့ Aston Villa တို့ဒီတိုင်အောင်ကိုပဲအမှတ်တွေကအဲ့လောက်မကွာဘူးဗျအလုံးစုံကွာမှာ၄မှတ်ပဲကွာတာ ဆိုတော့အဆင့်3နဲ့အဆင့်9ထိမှ၄မှတ်လောက်ပဲကွာတာဆိုတော့ Champions League ဝင်ခွင့်ရဖို့အတွက်တွားနေတဲ့အသင်းကြီးဂျားထဲမှာတော်တော်ကိုပြိုင်ဆိုင်မှုကရာသီကုန်ကဏ္ဍလေးပြင်းထန်လာတယ်လို့ပြောရမှာပဲ။အာဆင်နယ်အတွက်ကတော့ဒါအနိုင်ဆုံးတော့သူတို့ဒါအဆင့်နှစ်ကိုရနိုင်တော့မယ့်အခြေအနေမျိုးပါ။ဒါကြောင့်ဟိုတေချာဖို့အတွက်ဆိုရင်တော့ထပ်ပြီးတော့ဒီပွဲချီမချော်ဖို့လိုတယ်ပေါ့လေ။ Crystal Palace အတွက်တော့ဒီရာသီကတိတ်ပြီးတော့ဘာမှမျှော်လင့်စရာလည်းမရှိရဘူး။ထုံးတဲ့တိုင်းပဲ။ဒါ mid day ပဲမှရင်သူတို့ပြီးသွားမယ့်အခြေအနေမျိုးပါ။ ပဲလစ်အနေနဲ့ဒါ33ပွဲမှာဆိုလို့ရင်သူတို့44မှတ်ဒီရတာတယ်သူတို့အောက်ကအဆင့်33ကအေဗာတန်နဲ့ကိုပဲသူတို့ကကျွန်တော်နေရဒီ၄မှတ်လောက်သူတို့တာထားတယ်ဆိုတော့သူတို့အတွက်နိုင်လဲပဲသိပ်မထူးကြတော့ဘူးရှုံးလဲပဲသူတို့အတွက်သိပ်မထူးကြတော့ဘူးဆိုတဲ့အခြေအနေမျိုးပါဒါပေမဲ့တစ်ဖက်ကအာဆင်နယ်ကျတော့ဘယ်လိုပြောမလဲဒီလာမယ့် Champions League ပွဲစဉ်မတိုင်ခင်မှာဒီပွဲကိုအနိုင်ယူထားမယ်ပြီးလို့ရှိရင်အနိုင်ယူဖို့အတွက်လည်းသူတို့ကမဖြစ်မနေတော့ဂျူးပန်းမှာတော့မဟုတ်ဘူးပြန်သေးလား လူသဖြင့်ဒါအနာပေးစရာရှိတဲ့သူတွေကိုတော့နားပေးလိမ့်မယ်လို့လို့ထင်တယ်။ကြားထဲမှာသူတို့လုံလောက်တဲ့နားကျင်တော့ရှိပါတယ်။တပတ်လောက်လား၅ရက်လောက်လားမသိဘူးသူတို့နားခွင့်ရှိတယ်။အာဒီ PSG နဲ့ပေါ့နော်ဒီမကန်ရမယ်။ကန်ရမယ်ဒီပထမကြုံမတိုင်ခင်ထိကိုပဲ။ဆိုတော့ Arsenal တစ်ပါးကတော့တိတ်တော့ဒါအရေးတကြီးတိတ်မဟုတ်တော့ဘူးတခုပဲရှိတယ်။ဒါအိမ်ဝင်းမှုလို့အနိုင်ယူဖို့ကြိုးပမ်းမှာဒီလောက်ပဲကျွန်တော်တို့ရှိတယ်ပေါ့နော်။ Arsenal ကပြီးခဲ့တဲ့နေ့ကဒီ Ipswich နဲ့ပွဲမှာလည်းပဲထုံးတဲ့နေမယ်သူတို့ကတော့ဗျာလက်ရှိမှာတည်ငြိမ်နေတဲ့အသင်းဆိုတော့ ဂိုးတွေတော့ဒါတွင်းနေသေးပဲပေါ့နော်ဂိုးတွေတွင်းနေတယ်ဒါအပြင်လိုအပ်တဲ့ကစားမတွေကိုလည်းကျွန်တော်တို့ဒါဒီအနာပေးထားတာမျိုးတွေကျွန်တော်ရှိတယ်အဲဘူကာယူဆာကာကတော့လူသားလဲလဲရတယ်ပေါ့နော်ဒါဒံရပြက်တနာကြုံသွားပြီးတော့ဒါဒေးဗစ်ကိုလည်းအစ်ဖစ်ဘက်ကိုဒါအနီကပ်ပြလိုက်တဲ့အချိန်ဒီရောက်သွားတယ်ဆိုတော့ဆာကာရဲ့ဒံရကတော့ဟိုလိုရမလို့နီးပြဖြစ်သူအာဒီတာကတော့ဒါမကြည့်ဘူးပေါ့နော်စိုးရိမ်စရာအများကြီးမရှိဘူးလို့ပဲသူပြောတာတွေကျွန်တော်ရှိတယ်အာဆင်နယ်တော်တော်လေးကို ခြောက်ခြားစရာဖြစ်သွားတာပါလို့လေဆိုတော့ PSG နဲ့မတိုင်ခင်မှာစာကာတန်ရန်ရတဲ့အထိဘာလို့ဆိုတော့တိုင်ပတ်မှာဟုတ်တော်တော်ဒီပွဲမှာတော့ဒီစာကာတို့ဘာလို့ပါဖို့မရှိဘူးအချီနီကောင်းရင်မာတီနယ်လီတို့ကိုလည်းအနာပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့မယ်ရီနိုတို့ဘာလို့ကိုလည်းအနာပေးပြီးတော့ဒါရိုက်စ်တို့ဘာလို့အနာပေးမလားကျွန်တော်ကြည့်ရမယ်ဆိုဒီ Crystal Palace နဲ့ပွဲမှာ Arsenal အိမ်ဝင်းဆိုပေမဲ့လို့ Arsenal ကကစားမအများစုကိုအနားပေးလာဖို့ကျွန်တော်ရှိတယ်။ Ipswich နဲ့ပွဲမှာတော့ငါလည်းနောက်တန်းမှာဆိုလို့ရှိရင်တင်ပါတို့ကိုအနားပေးခဲ့တယ် ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအဲဘယ်ချမ်းမှာဆိုလို့ရှိရင်လည်းပဲသူတို့အနာပေးကြရှိတဲ့ကစားမားတွေသူတို့အမှန်ကန်အနာပေးကြတာတော့လူးဝစ်စကယ်လီတို့ဘာလို့ကိုလည်းဒုတိယပိုင်းနေဘာတွေမှာကျွန်တော်ထည့်တာစတာလင်းတို့ကိုလည်းဒုတိယပိုင်းနေမှာတုံးလာတာအဲဒိုင်မိုးတွေပေါ့နော်အရင်ဆိုစတာလင်းတို့ကိုတုံးမှာမတုံးတာဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်အတွက်ကတော့ဒီဒီပွဲကသူတို့အတွက်ပေါ့နော်ဒါဂိုးဂိုးမပြတ်တောင်မှကတ်ပြီးတော့တော့နိုင်ဦးမဲ့အခြေအနေမျိုးပါ PSG လိုအသင်းမျိုးကိုအိမ်ဝင်းမှာပထမအကြော်အနေနဲ့သူတို့ကရှင်ကစားရမှာဆိုတော့အိမ်ဝင်းမှာတင်း အချိန်ကြီးကောင်းမို့ဆိုလို့ရှင်ဒီလိုပွဲမျိုးကလေးကဒါနိုင်ထားတယ်ဆိုလို့ရှင်တော့တို့တွေ့တာအချိန်ကြီးကောင်းပါလေ။ဒါကြောင့်ပါနော်လေတို့ရှုံးနေဆိုလို့ရှင်လီဗာပူးတင်းကအော်တိုဖလားရပြီ။အကယ်လို့တို့နိုင်နေဆိုရင်တော့လီဗာပူးကစပါးကိုနိုင်မှပဲဖလားရမှာ။အာဆင်နယ်အတွက်တော့ဟိုလီဗာပူးနဲ့တိုက်ပြီးတော့တွေးကြမလို့တော့ပဲနဲ့ကိုယ့်ဘက်ကိုပဲအောက်ကတတိယနေရာကမန်ချက်စတာစီးတီးကမှီမလာဖို့ပဲတို့ချိုးပန်းမှာ။ဆိုတော့အာဆင်နယ်တွေတော့ဒီပွဲကကတ်ပြီးတော့နိုင်သွားအောင်ပဲပွဲလို့လို့ကျွန်တော်မြင်နေ။နီးပြပြတဲ့အိုလီဗာဂလန်စနာအနေနဲ့ အာဇနယ်ကိုဒုက္ခပေးနိုင်မလားတော့ကြည့်ရမယ်မန်ချက်စတာစီးတီးရဲ့ပွဲမှာလည်းသူလုံးဝဒီဂိုးပြက်တီပါတွေရှုံးနေတာဗျာကလန်စနာကတော်တော်လေးတိုင်ပတ်တယ်တူတော်လေးပဲလက်ရှိမှာသူကပထမရာသီ73ပွဲလောက်ထိတိုင်ပတ်ပြီးတော့နောက်ပိုင်းမှာတအားကောင်းလာတာဒီလက်ရှိတရာသီလုံးနီးပါးလို့ပဲပယ်လီစကဆိုတော့ဒီအာစနယ်ရဲ့ပွဲမှာဆက်ပြီးတော့ဒုက္ခပေးနိုင်မလားကြည့်ရမယ်ပေါ့နော်အာစနယ်ဘက်ကတော့လူလူအနာပေးတာပါတွေနဲ့ဒီအပြောင်းလဲတွေနဲ့ကျွန်တော်ကြည့်ရင်အတိုင်းနာတစ်ခုတည်းတော့သူတို့ first line နဲ့အကုန်မဟုတ်တဲ့တွေပဲသူတို့နင်းတော့အားနေမှာပဲဆိုတော့တက်ပြီးတော့ဂိုးပြက်မဲ့ပွဲတွေတော့မထင်ဘူးပေါ့နော် ကျွန်တော်စောင့်ကြည့်ရမယ်အာဒီတာနေနဲ့အိမ်ဝင်းမှာလူမဆုံမဲနဲ့ထပ်ပြီးတော့အနိုင်ယူနိုင်မလားပေါ့လေ